ခါတုန်းကရွာတရွာတွင်အထည်တဲတစ်ဆက်ရောက်ရှိလေသည်သူတို့သည် မကြာခဏရွာမထွက်ကအတူတကွလှဲ့လေအထည်ရောက်တတ်သည်တနေ့တ၌သူတို့သည်ရဝေးတွင်အထည်ရောက်ပြီးနောက်ငွေအိတ်များကိုထမ်းရက်ပြန်လာကြရာ သူတို့ရွာအနီးရှိတောအုပ်သို့ရောက်လာကြလေသည် ထိုတောအုပ်တွင်ခိုးသူကြီး၃ယောက်တို့သည်ပုန်းခို၍ခီးသွွားတို့ထံမှရွှေငွေပစ္စည်းတို့ကိုတပြလူယူလျက်ရှိသည်ကို သူတို့မတိကြချီ သူတို့တောအလေတို့ရောက်ရင်ခိုးသူကြီး၃ယောက်တီပုန်းခိုရမှထွက်လာ၍ကြပြချင်းချောက်ကပါသည်မြရွှေငွေပစ္စည်းတို့ကိုထုတ်ပေးရန်တောင်းဆိုလေသည် အဖြစ်တွေတို့မှာလက်နဲ့တစုံတရာမပါထို့ကြောင့်သူတို့ကလူများစုပင်ဖြစ်တော်လဲအရှုံးပေးရကပါသည်။ငွေအိတ်များကိုခိုးသူတို့အားပေးလိုက်ရလေ၏ခိုးသူတို့ကငွေအိတ်များကိုရယုံနှင့်မချေနှက်ကြအင်းကြီးအဝိစာများကိုပါချွတ်ယူပြီးလျှင်ရက်တထွာအနန္တထောင်မြရှိသောနငယ်ပိုင်းကိုသာလျှင်တယောက်တစ်ထည်အချက်လုံးယုံဝိယံပေးလေသည်နက်နဲ့တစုံတရာပါမလာသော အထေတေများကိုချိန်ချောက်လူရဲ့နိုင်သည့်အတွက်ခိုးသူတို့သည် သွေးကြီးမွေးကြီးဖြစ်လာကြသည်သူတို့ဤဓာလက်နဲ့များကိုကြောက်နှံ့၍ခိုက်ခိုက်တုံနေသောအထယ်ဒီများရှေ့တွင်ခိုးသူတို့သည် ရှင်ဘရင်ကြီးများပမာထိုင်ကြပြီးလျှင်အထယ်ဒီများကိုတချင်းဆို၍ကပြရရမည်ဟုခိုင်းကြပြန်လေသည်အထယ်တွေတို့လည်းကန်ဆိုးလေခြင်းဟုညင်ညူကြလေသည်ပါသမျှပစ္စည်းကိုလည်းပေးလိုက်ကြရပြီးနိုင်ငယ်ပိုင်းကလေးသာကြံတော့သည်ယခုတဖန်အဆိုကခိုင်းပြန်သည် သို့တော်လည်းအထယ်တဲတစ်ဆက်ရောက်တွင်ခေါင်းဆောင်ဖြစ်သောလူသည်ပညာရှိလေသည် သူသည်ကြောက်ရွံ့၍မင်းမေရော့ရော့ငင်းငင်းမောမောမနေသူတို့၏အဖြစ်ပြက်ကိုစဉ်းစားဆင်ခြင်သည်သူတို့ပစ္စည်းများကို ပေးလိုက်ရပြီးယခုဆိုရကရအုံးမီခိုးသူများသည်ရှင်ဘရင်ကြီးများပမာထိုင်နေကြသည်ဤအချက်များကိုစဉ်းစားဆင်ခြင်ရာတွင်ခိုးသူများသည်ဓာလက်နက်များကိုမြေကြီးပေါ်တွင်စုပုံထားသည်ကိုသူသတိပြုမိသည်ထိုအခါသူသည်ခေါင်းဆောင်၍လက်မြောက်ကားကပြီးလျှင်တခြင်းမှာတို့အိတ်ထဲမှာငွေ၁၀အထည်သည်မှာပိတ်တုံးအုပ်သည် တအုပ်သုံးချက်ဝဲပါလေတစ်ချက်ကျမသေးတူတည်နေသေးတယ်နေသေးသူကဆိုပြတော့အခါကျန်တော့အထယ်တယ်များက နိုင်ရီဆိုကြသည်ပထမတွင်တချင်းဤအတိတ်ပဲကို သူတို့နားမလဲကြသူတို့ကောင်းဆောင်သည်ကြောက်လန့်၍ယူသွားသောကြောင့်ဆိုမိဆိုရာကိုဆိုသည်ဟုထင်ကြသည်သို့တော်လည်း၃ချိန်၄ချိန်လောက်ဆိုမိကြသောအခါအတိတ်ပဲနားလဲလာကြသဖြင့်သူတို့တဝရောက်သည်၃ရောက်စီ၃ရောက်စီအစုခွဲလိုက်ကြသည် 跟人孔闲，各亲手人里，你年都可独动物那多，给多家的。 သူတို့ဤခေါင်းဆောင်ကတူတေနေတေတေနေတေဟုဆိုလျက်မျက်စပစ်လိုက်သည်နှင့်ကြပြိုင်နှင့်ခိုးသူတယောက်တယောက်ကိုသူတို့က၃ယောက်၃ယောက်စီဝိုင်းဖမ်းကာချုပ်လိုက်ကြလီတော့ဒီထိုခါခေါင်းဆောင်ထဲတဲကြီးသည်၆တောင်လောက်ရှိသောဆောင်ကြီးကိုအလျားလိုက်၃ခုဆုပ်ကာခိုးသူများကိုဝတ်တုပ်တကဲသို့ခြေလက်တို့ကိုနာနာကြီးတုပ်လိုက်၏ဒီမလုံနိုင်သောအခါဆန့်အိတ်များပမာမြေပေါ်တွင်လှည့်၍တွန်းလိုက်သည် ထို့နောက်အထေတဲများသည်မိမိတို့၏ပစ္စည်းများကိုတင်းယူကာခိုးသူတို့၏ဓာလက်နက်များကိုလည်းကောက်ယူလျက်ရွာသို့ပြန်သွားကြလေသည်အိမ်သူအိမ်သားမိတ်ဆွေများနှင့်တွေ့၍စကားဆက်မိသောအခါသူတို့သည်ခိုးသူများအကြောင်းကို ပြောပြ၍ရေကြမောကြလေသည်